သတင်းကြိုပိတ်ရပေါ့နော်ရွာအလဲပြန်မယ်ဆိုပြီးတော့ပြန်သွားပြီးတော့ဒီနေ့ကျတော့သူတို့ပြန်လာ၃ရက်မြောက်နေမနေ့ပြန်ဆိုပြန်လာမယ်ဟာကိုပြန်မလာပဲနဲ့ဒီဆိုင်လုံးအလုတ်ထွက်တယ်ဆိုပြီးတော့ကျွန်မတိလိုက်ရလို့ပဲတိရမလားအလုတ်ထွက်ပြီဆိုတာနဲ့အကုန်လုံးထွက်ပြီဆိုတာနဲ့အလုတ်ရှင်မကောင်းလို့လို့တတ်မှတ်တဲ့လူတွေကလည်းအုံတော့မရှိဘူးလို့ကျွန်မပြောချင်တယ်ကျွန်မကိုကတော့လဲကတော့သွားတယ်ကျွန်မတို့လိုမိုးမိုးတွေပဲလဲပြီးလိုက်တယ်ငိုလိုပဲလက်ဆောင်တွေပဲလဲပြီးလိုက်တယ်အဲ့လိုမျိုးပေါ့နော်ပုံမှန်လိုပဲကျွန်မညီမလေးတွေပြန်လာမယ်ထင်ပြီးတော့အဲ့လိုမျိုးပေါ့နော် ပစ္စည်းတွေအကုန်ထည့်သွားတယ်။ကြံတော့မှပြန်တော့ပစ္စည်းတွေအကုန်မထည့်ဘူး။ကွရေလဲထမင်းရဆာအတူတခြားမှမကြံအကုန်ထည့်နေတော့ကျမတို့မေးလိုက်သေးတယ်။ဟဲ့နော်ဘာလို့ခုပစ္စည်းတွေအကုန်ထည့်နေကြလဲဆိုဟိုကြရင်လည်းပစ္စည်းတွေပြန်ကြည့်ပြီးတော့မကောင်းတဲ့ဟာတွေပြန်ပြီးတော့ထားခဲ့ပြီးတော့ကောင်းတာတွေပြန်ယူလာမှာမလို့။အော်အေးအေးပေါ့။ဆိုအဲ့ထိလည်းကျမမသိသေးဘူး။အဲမဟုတ်ဘူးတမီးရတယ်တရက်ကိုဆက်လို့တမီးရပြန်မလာဖြစ်ဘူးအမအဲ့လိုမျိုးပေါ့နော် ဲဘယ်လိုပြောမလဲဖြစ်တယ်လဲအမကလည်းပြောမသွားကြပါလားလို့ကျမစိတ်ထဲထင်ထားတာအလုပ်ထွက်မှဆိုချိုးပြောဖို့ပဲထင်ထားပါတော့ပြီးတော့ဆိုင်မှာလည်းညီမရလို့နေတာပေါ့တန်တန်မြေမြေနဲ့တည်ရမှာတခုခုဆိုရင်ပြောအဲ့လိုမျိုးပဲရီမောမောနဲ့နေတာကျမအလုပ်ရှင်လို့ကျမလို့ဆက်ဆံတဲ့လူမျိုးလည်းမဟုတ်ဘူးအဆင်မပြေတာရှိရင်လည်းပြောဘာလိုအပ်ချက်ရှိရှိပြောပါလို့ကျမပြောထားပြီးသားကျမဒီနေ့တော်တော်လေးစိတ်အဆင်မပြေတော်တော်လေးစိတ်မကောင်းဖြစ်နေတာပေါ့နော်ဘာလို့လဲဆိုဆိုင်ရဝန်ထမ်းညီမလေးတွေအကုန်လုံးတရင်ချိုးပိတ်ရပေါ့နော်ယူဟာအလေးပြန်မယ်ဆိုပြီးတော့ပြန်သွားပြီးတော့ဒီနေ့ကျတော့တို့ပြန်လာ၃ရက်မြောက်နေမနေ့ပြန်ဆိုပြန်လာမယ်ဟာကိုပြန်မလာဘဲနဲ့ ဒီဆိုင်လုံးအလုံးထွက်တယ်ဆိုပြီးတော့ကျွန်မသိလိုက်ရလို့ပဲအဓိကအကြောင်းရင်းကတော့ဘာလဲဆိုတော့လေကျွန်မကကျမဆိုင်ရဝန်ထမ်းလေးတွေအလုံးစဝင်နေတာတို့တို့ဒီရွာနေလာတယ်အကုန်လုံးကတိတ်ရွာတယ်ဆွေမျိုးတွေတငယ်ချင်းတွေအုပ်စုလိုက်ပေါ့နော်အုပ်စုလိုက်လာတဲ့ကကျမပြောထားပြီးသားအဲပြီးတော့ကျမတို့နဲ့လည်းအဲ့လိုမျိုးပေါ့နော်ဟိုကျမလည်းနေရဆိုတော့ကျမတို့ရွှေဟိုရွှေပတ်ကပဲဆိုလေကျမအစားလေးပြောထားပြီးပေါ့နော်ကိုကြီးမလေးလို့သဘောထားပြီးတော့ အလုပ်ထွက်မယ်ဆိုလို့ရှိရင်အလုပ်အဆင်မပြေတယ်ဆိုလို့ရှိရင်အစတွေကအမကိုကြိုပြောဘာကြောက်ဝဲပြီးကျမကိုကြိုပြောဥမာထားပါတော့အမကြီးလစာနေလို့ထွက်ချင်တာဖြစ်ဖြစ်အမကြီးဟိုအလုပ်ကတော့ကောင်းလို့ဟိုအလုပ်ကိုကူးတော့မှမလို့ညီမတို့ထွက်ခင်ပေးပါဖြစ်ဖြစ်ဘာကိစ္စရှိရှိအမကိုတလားကြိုပြောပါလို့ကျမကိုကျမတို့တို့နဲ့သဘောတူညီချက်ယူပြီးမှကျမဒီအလုပ်ကိုခန့်ခဲ့တာဖြစ်ပါတယ်နော်အဲ့ဒါကိုတချို့ကမသိဘဲနဲ့ဒီအမလားအလုပ်ထွက်ပြီဆိုတာနဲ့အကုန်လုံးထွက်ပြီဆိုတာနဲ့အလုပ်ရှင်မကောင်းလို့လို့တတ်မှတ်တဲ့လူတွေကလည်းအုံတော့မရှိဘူးလို့ကျမပြောချင်တယ် အခုဖြစ်သွားတဲ့ကိစ္စကဘယ်လိုလဲဆိုတော့ကျမတို့ကပုံမှန်ဆိုတည်င်းကျွတ်တို့အဲဟိုဟာတို့ပေါ့နော်ပွဲတော်တကြံတို့ဆိုလို့ရှိရင်ကျမတို့ကလေးတွေကိုပြေးပြီးပြန်တယ်အခုလည်းတကြံတော့ကလည်းသူတို့ကလှုပ်လာတာကြာပြီတစ်နှစ်တောင်ပြီတော့ဆိုတော့တကြံတော့ကလည်းအဲ့လိုပြန်တယ်ဆိုတော့ကျမလည်းအခုသူတို့ကိုပြန်ခန်းလိုက်တာပေါ့နော်တည်င်းကျွတ်ပြန်မယ်ဆိုတော့ကျမကိုကတော့လဲကတော့သွားတယ်ကျမတို့ငိုဘိုးတွေပိုင်လည်းပေးလိုက်တယ်ငိုဘိုးလိုပဲလက်ဆောင်တွေပိုင်လည်းပေးလိုက်တယ်အဲ့လိုမျိုးပေါ့နော်ပုံမှန်လိုပဲကျမညီမလေးတွေပြန်လာမယ်ထင်ပြီးတော့အဲ့လိုမျိုးပေါ့နော် ီးတော့ကျွန်မတတိမထားမိတာပါဆိုသူတို့ကပစ္စည်းတွေအကုန်ထည့်သွားတယ်။ကြံတော့ကပြန်တော့သူပစ္စည်းတွေအကုန်မထည့်ဘူး။ကိုယ်ရေလဲထမင်းရဆာအတူတချောင်းမှမကြအကုန်ထည့်နေတော့ကျွန်မတော့မေးလိုက်သေးတယ်။ဟဲ့နော်ဘာလို့ခုပစ္စည်းတွေအကုန်ထည့်နေကြလဲဆိုဟိုကြရင်နဲ့ပစ္စည်းတွေပြန်ကြည့်ပြီးတော့မကောင်းတဲ့ဟာတွေပြန်ပြီးတော့ထားခဲ့ပြီးတော့ကောင်းတာတွေပြန်ယူလာမှမလို့။အော်အေးအေးပေါ့။ဆိုအဲ့ထိလဲကျွန်မမသိသေးဘူး။ အဲ့အားနဲ့ပဲပြီးလဲပြီးတော့သူတို့ကဘယ်ဟုတ်လဲသူတို့ကအကြံနဲ့တည်လာကျမဆိုင်မှာမရှိရက်တွေဆိုသူတို့ကအကြံနေထုတ်ပြီးတော့လေတောင်တိုင်မြင်ကြတာပေါ့နော်အဲ့လိုလေတိုင်မြင်ပြီးအဲ့လိုမျိုးတွေပြန်ကြတော့ကျမမသိဘူးငဘိုလိုပဲထင်ပြီးသူတို့ကလေစားလိုက်နားလုံးနဲ့ကရော့တန်နေရလဲတေချာစုတွေပါလေပြီးပြီးတော့ကျမပြန်သွားတော့ဒီနေ့ဆိုရင်အဲ့ဒါဖုန်းဆက်လိုက်တယ်ညီမလေးတို့ရေလို့မနေ့ပြန်ပြန်လာမှာလားလို့လေးရက်ခွင့်ပေးတာဆိုတော့ဆိုအင်းမဟုတ်ဘူးလေတမီးရတယ်တရက်ကိုဆက်လို့တမီးကပြန်မလာဖြစ်ဘူးဥမာတယ်အဲ့လိုမျိုးပေါ့နော် ဘယ်ဘလို့ပြန်လာဖြစ်တာလဲအမောက်လည်းပြောမသွားကြပါလားလို့ကျွန်မစိတ်ထဲထင်ထားတာအလုပ်ထွက်မယ်ဆိုချိုးပြောဖို့ပဲထင်ထားပါတော့ပြီးတော့ဆိုင်မလည်းညီမလည်းလုံနေတာပေါ့တန်တန်မြေမြေနဲ့သိရမှာတခုခုဆိုရင်ပြောအဲ့လိုမျိုးပဲရီမောမောနဲ့နေတာကျွန်မအလုပ်ရှင်လို့ကျွန်မလို့ဆက်ဆံတဲ့လူမျိုးလည်းမဟုတ်ဘူးအဆင်မပြေတာရှိရင်လည်းပြောဘာလို့အချက်ချင်းချင်းပြောပါလို့ကျွန်မပြောထားပြီးသားအဲ့လိုမျိုးဆိုအဲ့လိုလည်းမထင်ဘူးလေအားနဲ့နောက်ဟဲ့နောက်လူလေးမေးကြမှာဆိုနောက်လူကြီးကသူမလာရင်တော့မလာတော့ဟဲ့နောက်တစ်ယောက်ကလည်းအဲ့လိုပဲကျမဆိုကျမဆိုင်ကျမလေးတို့အဆင်ပြေစေချင်လို့ဖုန်းနေဆိုလည်းအရေးကြကျမစီရောက်มาဝယ်ပေးတယ်အရေးကြဆိုလည်းကျမပတ်စံဆိုင်ပြောဝယ်ပေးရအောင်နော်လားဆိုင်လည်းဖြည်းဖြည်းချင်းဖြတ်တချို့ညီမလေးတွေဆိုလို့ရှင် ဟိုတော့မှလာလိုက်တော့ကြိုထုတ်ပေးထားတယ်ရှိတယ်အဲ့ဒါလေးဆိုကြေတော့မကြေသေးဘူးเนาะအဲ့လိုအဲ့အဲ့ဒါလေးလည်းပါတယ်အဲ့လိုမျိုးဆိုကျွန်မကထွက်မယ်လည်းမထင်ဘူးပေါ့เนาะအဲ့လိုအုပ်စုလိုက်ကြည့်ပြီးလေးပြောထွက်သွားကြအောင်ဟဲ့ခိုးလို့မရောလို့ခိုးလို့မလားဒီလိုမလဲဒီလိုမလားလို့ကျွန်မဥမနဲ့လည်းမပြောကျွန်မပြောချင်တာတည်းရမလားဥမနဲ့လည်းပြောညီမတို့လည်းနေလာတယ်တေးပါတယ်လည်းနေလာတယ်အဲ့လိုမျိုးဆိုလေအခုကအုပ်စုလိုက်ကြည့်ဘယ်ချိန်ကဘလူတွေမှန်းပြီးတော့ဒါပေမဲ့လူတွေမှာဝန်ထမ်းတွေမှာတော့ခုကျွန်မလည်းဝန်ထမ်းဘဝနေလောက်လာတာပဲเนาะဝန်ထမ်းဘဝနေလောက်ရှင်ဘဝဖြစ်လာတာ ကျွန်မကသူတို့အလုံးဝန်ထမ်းမရှိတော့လို့ကျွန်မပြိုလဲသားမှအလုံးရှင်လို့တော့မဟုတ်ကျွန်မအလုံးရှင်တယောက်ဖြစ်တဲ့အတွက်အစအရေကအလုံးရှင်ဆိုတာကဒီလိုဝန်ထမ်းအလုပ်တွေဝန်ထမ်းတော့ကြည်လို့အလုံးရှင်ဖြစ်လာဖြစ်တဲ့ဖြစ်တဲ့အတွက်ကျွန်မဝန်ထမ်းတွေပုံမောက်မှာဆက်ဆံတာလည်းမရှိသလိုကိုကိုယ်တိုင်လည်းအောက်ခြေရတက်လာတာဖြစ်တဲ့အတွက်ကျွန်မဒီဒီဟာတွေအကုန်လုံး handle လုပ်နိုင်တယ်ကိုကိုကိုဖြတ်ကျော်နိုင်တယ်ဒါကျွန်မဘဝရဲ့ challenge လို့ပဲကျွန်မသတ်မှတ်တယ်အဲ့တော့ကျွန်မကဒီလိုမျိုးသူတို့မရှိဘူးဆိုတာနဲ့ကျွန်မကတော့ပြိုလဲသားမှာတော့မဟုတ်ဆိုင်းညာပိတ်လိုက်ရမှာလည်းမဟုတ်ဘူးဒါမှကျွန်မပြောချင်တာသူတို့မရှိတဲ့တော်တော်နည်းနည်းလို့တော့တိုင်ပတ်သွားတာပေါ့နော်အဲ့ဒီအတွက်ကိုလည်းကျွန်မတို့ကစီကန်းထုတ်ထားတယ်တလားဂျူပြောဆိုတာအဲ့ဒါကိုဂျူပြောခိုင်း င်းတယ်အခုကကျွန်မပြောပါတယ်လောက်ရတဲ့အတွက်ကျမတို့ကိုယ့်ကိုပြန်ပြီးတော့ဟိုလိုမျိုးတော့သင်ခန်းစာတစ်ခုတော့ရတာပေါ့နော်အဲ့လိုတော့ရှိတယ်အဲ့တော့ဘူးမသိဘာမသိねကျမတို့အလုပ်ဟိုအကုန်လုံးထွက်ပြီဆိုရတဲ့အလုပ်ရှင်မကောင်းလို့ပြောနေလို့လည်းအုံနောက်လေးပါလေးတုံးကြပါလို့နော်ဖြစ်ချောင်းကုံစင်ကိုလည်းစဉ်းစားဆလာတဲ့တရွာတွေကနေတငယ်ချင်းတွေအုပ်စုလက်ကြီးလာပြီဆိုတဲ့ရသူတို့မှာတယောက်ကောင်နေဖြစ်ပြီဆိုပြီးရင်တချို့တွေမှာလည်းကျမကြုံမှုတော့ပြမှာကျမလည်းအရင်တော့အဲအလုပ်တစ်ခုမှာမန်နေဂျာအနေနဲ့ဝန်ထမ်းအများကြီးအုပ်ချုပ်ခဲ့ဘူးလေကျမပြပြမယ်နော် ဘလို့လဲဆိုဝန်ထမ်းတွေမှာတချို့ကကြတော့ကိုကိုရိုင်းကမလုံချင်တော့ဘူးဆိုလို့ရှိရင်တခြားဝန်ထမ်းတွေကိုပါမလုံချင်အောင်လို့အဲ့လိုမျိုးဘာလို့ဆိုကျမကိုရိုင်းလည်းဝန်ထမ်းပြီးတော့တည်တာနော်မလုံချင်အောင်လို့အဲ့လိုမလုံတဲ့လူလည်းရှိတယ်တချို့ကြတော့လည်းအဲ့လိုမဟုတ်ဘူးတချို့ကြတော့လည်းဘလို့လဲဆိုတော့တခြားအလုပ်မှာလစာအများကြီးရပြီဆိုလို့ရှိရင်ဒီအလုပ်ကကောင်းတာမကောင်းတာမတွေးတော့ဘူး အဲ့အဲ့လိုမျိုးပေါ့နော်ဟာသွားကြမယ်ဒီအလုပ်ကနေငါတို့အလုပ်အလုပ်အုပ်စုလိုက်ထွက်ကြမယ်ဆိုကျွန်မအုပ်စုလိုက်ထွက်လို့လည်းစိတ်ဆိုးတာမဟုတ်ဘူးလို့အလုပ်ထွက်လို့လည်းစိတ်ဆိုးတာမဟုတ်ဘူးအလုပ်ဆိုတာဘယ်သူမှကိုယ်စီမှာဆွဲထားလို့လည်းရတဲ့အရာမဟုတ်ဘူးဘယ်သူမှလည်းကိုယ်စီမှာပျော်ဟိုပျော်ပျော်အောင်ထားပါမယ်နေပါလို့လည်းပြောတဲ့အားမျိုးလည်းမဟုတ်ဘူးသူတို့ကသူတို့စိတ်နဲ့သူတို့ကိုသူတို့ကိုထွက်လို့ရတယ်ကျွန်မစိတ်မကောင်းတာတခုပဲကြိုမပြောဘဲနဲ့ထွက်လို့ကိုကကောင်းရတဲ့အတိုင်းသိရမှာအဲ့ဒါကြောင့်မလို့ကျွန်မအဲ့လိုဖြစ်တာအဲ့ဒါ ပြီးတော့ကျမတို့ကဝန်ထမ်းအလိုမရှိဘူးဆိုတာလည်းအလုပ်ကြီးကမလဲပတ်တော့ဘယ်နဲ့ပိတ်ထားမှာမဟုတ်ဘူးကျမတို့ကရှေ့လျှောက်ပြီးအလုပ်လုပ်ဆက်ပြီးအလုပ်ရမှာဖြစ်တဲ့အတွက်ဝန်ထမ်းကတော့အမြဲတမ်းဒီလိုပဲလက်ပတ်သွားလာနေမှာပဲเนาะဒါကတော့သင်ခန်းစာပေါ့เนาะအလုပ်ရှင်တိုင်းလည်းကျမပြောချင်တာလေ အကုန်လုံးအတိအကျအကြုံကြည့်အားကိုးပြီးမထားဘူးကောင်းတဲ့ဝန်ထမ်းလေးလည်းရှိပါတယ်တကယ်တော်ပြီးတကယ်ထက်မြက်တဲ့အလုပ်ရှင်ပုံလည်းကြည့်သူ့ဘက်ကိုယ့်ဘက်ကြည့်ရဝန်ထမ်းလေးလည်းရှိပါတယ်တချို့ကအဲ့လိုစိတ်မျိုးထားတာမဟုတ်ဘူးသူတို့ကိုယ်တိုင်ကအဲ့လိုဝန်ထမ်းစိတ်ပဲရှိတဲ့အခါကျတော့ငါတို့မရှိရင်ဘယ်လိုဖြစ်သွားမလဲငါတို့ထားခဲ့လည်းရပါတယ်ငါတို့အကုန်လုံးမရှိရင်သူကဘယ်လိုပဲနေနေဘယ်လိုပဲထားခဲ့ဆိုကိုယ်စေနာထားပြီးကိုယ့်ဘောစေနာမထားရလို့လည်းရှိတယ်အခုကအဲ့လိုဖြစ်တာပေါ့နော်ကိုကအလုပ်ရှင်အောင်စေနာထားတော့လေသူတို့ကဘယ်လိုတွေးလဲဆိုငါတို့အကုန်လုံးထွက်သွားရင်ဟာသူကတိုင်းပဲကြမ်းနေမှာသူတို့ထားလိုက်ဆိုပြီးငါတို့ကငါတို့ပြန်မယ်ဆိုတဲ့အတွေးမျိုးနဲ့အခုပြန်လို့လဲကျမအလုပ်ကအဲ့လိုဖြစ်တာအဲ့တော့ကိုက ဘာမှအလုပ်ရှင်တော့ဖြစ်လာပြီးမှအရာအလုံးကိုလိုက်ပြီးတော့တွေးနေတယ်တော်တော်များများအလုပ်ရှင်ကိုပြောတာပေါ့နော်အဲ့တော့ကိုကအရာအလုံးကိုစဉ်းစားပြီးတော့သိရမလားဒီလိုမရှိရင်ဘယ်လိုဆက်လုပ်မလဲဘယ်လိုမျိုးဝန်ထမ်းနေလဲဘယ်လိုလဲပတ်မလဲဆိုတာကိုတွေးရမယ်စဉ်းစားနေဖြစ်ရမယ်ပေါ့နော်အဲ့တော့ကျမတင်ကန်းစာတစ်ခုအနေနဲ့လာပြီးတော့ပြောပြတာဖြစ်ပါတယ်ဒီအမလိုဖြစ်ရမျိုးကြုံမှုကြတာရှင်အခုကသတင်းချုပ်ပြည့်ရလည်းဖြစ်တယ်ဆိုတော့ဒီလိုအလားတူဖြစ်တဲ့ကြုံမှုတဲ့ဆန်ရှင်တွေရှိမယ်ဆိုရင်အားလုံးသိအောင်လို့ comment မှာမှတ်ခဲ့ပေးကြပါအောင်ရှင်